တနင်္သာရီတိုင်းတဝဲခရိုင်ထိုင်းမြန်မာနယ်စပ်ထီခီကုံသွေးဂိတ်အနီးမှာရှိတဲ့ထီထာစစ်ကောင်စီဗျူဟာဂုံးကိုဧပြီ19ညနေပိုင်းမှာ KNL ဦးဆောင်တဲ့တော်လိုင်းတပ်ပေါင်းစုကသိမ်းပိုက်လိုက်ပြီလို့တနင်္သာရီတိုင်းကဖော်ပြပါဗယ်။ထိုင်းနယ်စပ်နဲ့ငားမိုင်ကန်အကွာထီထာရွာမှာအခြေစိုက်ထားတဲ့ဒီစခန်းကိုဧပြီ17မှာတော်လိုင်းတပ်တွေကထိုးစစ်ဆဆင်ပြီးစစ်ကောင်စီတပ်ဘက်ကလေကြောင်းပစ်ကူနဲ့အသေးလေးခုခံနေရာကနေဧပြီ19ညနေပိုင်းမှာသိမ်းပိုက်တာလို့ ။ KNL တပ်မလေးဒေသဘေးဒဝေခရိုင်အတွင်းမူပဒူအင်နာကပြောပါတယ်။ဒီစခန်းမှာစစ်ကောင်စီအင်အားတရာခန့်ရှိနိုင်ပြီး၃နေရာခွဲထိုင်ကာလက်နက်ကြီးတွေနဲ့တနေကုန်ပစ်ခတ်တဲ့အပြင် MI-17 ရဟတ်ယာဉ် K8W Jet Fighter နဲ့ Y-12 လေယာဉ်တွေကတဝဲလေယာဉ်ကွင်းကနေလာပြီးဘုံကျဲတာလို့ဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကသေဆုံးသူများတဲ့အပြင် ဗျူဟာမှူးနဲ့တချို့ကိုလက်ရဖမ်းမိပြီးလက်နဲ့များစွာရရှိတယ်လို့သတင်းတွေ ထွက်နေပေမဲ့အတီးပြူချက်မရသေးပါဘူးထီထာဗျူဟာကိုသိမ့်ပိုက်လိုက်ပြီးဖြစ်တဲ့အတွက်ထီခိဒဝဲလမ်းမကြီးအပါအဝင်ဒဝဲကနေထိုင်းနယ်စပ်တလျှောက်လုံးကိုတော်လိုင်းတပ်တွေကထိန်းချုပ်လိုက်နိုင်တဲ့သဘောဖြစ်ပါလေဒါပေမဲ့ထီခိနယ်စပ်ကိအနီးထိုင်းနယ်စပ်မြင်းပေါ်မှာစစ်ကောင်စီစခန်းတစ်ခု သိမ်းဖို့ကြံနေသေးတယ်လို့ PDF ရေးပေါ်တူကပြောပါတယ်။ဒါပေမဲ့ထီတာဗျူဟာမရှိတော့တဲ့အတွက်အဲ့ဒီကင်းစကန်းဟာလည်းအားလုံးနဲ့ဆက်ပြက်ပြီးလက်နဲ့ချမလားဒါမှမဟုတ်ထိုင်းနယ်မြေတဲကိုထွက်ပြေးမလားရွေးချယ်ရမှာဖြစ်တယ်လို့ PDF တာဝန်ရှိသူတူက BNN ကိုပြောကြပါတယ်။ KNL တမားလေးဥဆောင်တဲ့တော်လိုင်းတပ်ပေါင်းစုကထိထဗျူဟာကို သိမ့်ပိုက်လိုက်သလို GNL တပ်မခုနှစ်ဦးဆောင်တဲ့တော်လိုင်းတပ်တွေကလည်းဖအန်းခရိုင်နဘူးမြို့နယ်အတွင်းရှိလေးကောမော်ဂလာစခန်းကိုဧပြီ19မှာပဲတပြိုင်တည်းသိမ်းပိုက်လိုက်တယ်လို့ KIC Grand Information Center ကဖော်ပြပါတယ်လေးကောစခန်းသို့မဟုတ်မော်ဂလာစခန်းကိုဧပြီ18မှာ KNL တပ်မခုနှစ်ပူးပေါင်းတပ်ကထိုးစစ်ဆင်ပြီးဧပြီ19ညနေ၄နာရီဝန်းကျင်မှာသိမ်းပိုက်တယ်လို့တပ်မခုနှစ်တာဝန်ရှိသူတွေက KIC ကိုပြောပါတယ်ထိုင်းသတင်းတွေမှာတော့နေဆက်ကအရေးပါတဲ့စစ်ကောင်စီစခန်းတွေကိုတော်လိုင်းတက်တွေက သိမ်းပိုက်တဲ့အတွက်ဒေသခံတရားခက်ထိုင်းဘက်ကို ထွက်ပြေးတယ်လို့ဖော်ပြပါတယ်တချိန်တည်းမှာပဲတမား6နေပြည်တွင်းမှာရှိတဲ့ကျုံတိုးကော့ကရိတ်မြို့နယ်တွင်းမှာလည်းတကြံကာလကစပြီးတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေတယ်လို့သိရပါတယ် စစ်ကောင်စီဌာနချုပ်နေပြည်တော်ကအေလာလီတက်စခန်းကို108မီလီမီတာရှော့တိုက်ဒုံးသုံးလုံးနဲ့ဧပြီ18ည8နာရီမှာတိုက်ခိုက်တယ်လို့ Brave Warriors for Myanmar BWM ကသတင်းထုတ်ပြန်ပါတယ်ဒုံးကျည်သုံးလုံးစလုံးပြင်ပတ်ကိုထိမှန်တယ်လို့သိထားရပြီးစစ်ကောင်စီဘက်ကထိခိုက်မှုကိုစုံစမ်းနေသေးလို့ဆိုပါတယ်ဒီစစ်ဆင်ရေးကို Brave Warriors for Myanmar BWM နဲ့ Black Leopard ျက်သစ်နဲ့အဖွဲ့ဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်စကိုင်းတိုင်းချောင်းမြို့နယ်ကင်းမွန်တော်ရွာရှိစစ်တပ်နဲ့ပြူစောတီပူးပေါင်းအခြေချစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့ The Phoenix Army ကသတင်းထုတ်ပြန်ပါတယ်ဧပြီလ19ရက်နေ့ကိုယ်နိုင်ငံမှာဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးလက်နက်ကောက်ဖို့လုပ်နေစဉ်မှာ စစ်ကူအင်အား30ကျော်ရောက်လာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်ဒီစစ်စင်ရေးကို The Phoenix Army နဲ့မုံရွာခရိုင်အမှတ်15တပ်ရင်းတပ်ခွဲကပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ရည်ထွက်ကြီးရွာကဧပြီ19မိုးလွဲတနင်္ဂနွေမှာတိုက်လီရင်ကဘုံကျဲတဲ့အတွက်ကလင်းငယ်တွေအပါအဝင် ေသခံ73ဦးသေဆုံးတယ်လို့ရွှေပြည်မြေကဖော်ပြပါတယ်။ဒါဟာတပိချင်းမြို့နယ်လက်ကျရွာကို April session မှာဘုံကျဲလို့73ဦးသေဆုံးပြီးနောက်ဇက်တိုက်ဘုံကျဲမှုဖြစ်ပါတယ်။တပိချင်းမြို့နယ်တခုတည်းမှာတင်ဘုံကျဲမှုကြောင့်နှစ်ရက်အတွင်း26ဦးသေဆုံးပြီးဒဏ်ရာရသူလည်း30ခန့်ရှိတယ်လို့သိရပါတယ်။ဒါအပြင်စကိုင်းတိုင်းမြင်းမှုမြို့နယ်ကံတော်ရွာကိုလည်း April 19နေ့ကင်း72နိုင်ငံမှာ စစ်လျင်ကဘုံကျဲတဲ့အတွက်ထိခိုက်သေးဆုံးမှုရှိတယ်လို့ဒေတာတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။ရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုဧပြီ၁၉ရက်နေ့၃နိုင်မှာစစ်လျင်ကဘုံကျဲတဲ့အတွက်ကလင်းငယ်တူသေဆုံးပြီး20ခန့်ဒဏ်ရာရတယ်လို့ Western News ကဖော်ပြပါတယ်။စစ်ကောင်စီတပ်တွေလာရှိုးမြို့တဲဝေနိုင်ရေးအတွက် ဧပြီ16မှာဂျာဝေညှိနှိုင်းပေးသူတွေမှာမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန်တိတ်ရှိကျွန်းကိုတိုင်ပါဝင်တယ်လို့ရွှေဖီမြေကဖော်ပြပါတယ်တရုတ်အထူးကွန်ဆယ်လရှိနေတဲ့အတွက်လာရှူကို MNDAA ကလုံခြုံရေးအထူးတွန်းမြင့်ထားပြီးစစ်ကောင်စီတပ်တွေလုံခြုံရေးကိုလည်း MNDAA ကပဲဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်အုတ်ချုပ်ရေးတာဝန်ယူမဲ့စစ်ကောင်စီတာဝန်ရှိသူတွေ MNDAA တာဝန်ရှိသူတွေနဲ့တရုတ်ကိုယ်စားလှယ်တွေဟာစင်နကောင်ဟိုတယ်မှာဆွေးနွေးပြီးစစ်ဘက်အရာရှိတွေဟာအဲ့ဒီဟိုတယ်ကနေလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့နှီးဆက်သူတွေကပြောပါတယ်။အုတ်ချိုရဲ့တာဝန်လွှဲပြောင်းမှုကိုဧပြီ27ရက်မှာအပြီးဆောင်ရွက်မယ်လုံခြုံရေးကို MNDAA ကပဲဆက်ပြီးတာဝန်ယူထားမယ်စသဖြင့်သတင်းတွေထွက်နေပေမဲ့ MNDAA ဘက်က တရုတ်ဝင်သတင်းမထုတ်ပြန်သေးပါဘူးခင်ဗျာ။